ကျမချမိတ်ရှိပုဒ္ဓသတ္တမိအားလုံးမင်္ဂလာပါနော်။ကျမချမိတ်ရှိပုဒ္ဓသတ္တမိတွေကိုဒီတပတ်တကလိုင်းမှာတွေ့ကြအောင်မကန်ကျမအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလည်းပြပြပေးပါမှာဖြစ်ပါတယ်။ပုဒ္ဓသတ္တမိတွေအတွက်အချက်ရောက်လာတဲ့ကန်မိတ်ကလေးကတော့ အီကရီဆိုရက်ကက်မစ်ကလေးပဲဖြစ်ပါတယ်ကက်မစ်ကလေးကဗုဒ္ဓသတ္တမိတွေကဒီကာလလေးတည်းမှာမိမိရပေါ့နော်အမ်မျက်မှန်တက်ရတာတို့မျက်စိနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဥပက်ရောက်တာတို့ဓာမျိုးလေးနဲ့တွေ့ကြုံရတယ်ဒါတို့အထူးသတိထားတဲ့နဲ့ဗုဒ္ဓသတ္တမိတွေကဒီကာလလေးတည်းမှာမိမိရလုပ်ငန်းကက်ငန်းကိစ္စရင်းနဲ့ပတ်သက်ရင်မိမိရအလုပ်မှာပေါ့နော်အခက်အခဲတဆုံတွေကတွေ့ရှိတာတို့အဒါမှမဟုတ်မိမိရအလုပ်ကထွက်ရတာတို့ဓာမျိုးလေးနဲ့တွေ့ကြုံရတယ်အလုပ်တောင်းဝင်နေလဲပြနေတဲ့တဲ့ ဗုဒ္ဓဥတ္တမိတ္တိအဒီကာလလေးထဲမှာမိမိရပေါ့နော်ငွေကြီးနဲ့ပတ်သက်ရင်မိမိရငွေရအတွက်ပေါ့နော်ဆိုးရင်ရတာပူပင်ရတာပြီးတော့မှမိမိရငွေကြီးအစဉ်ပြေဝါတာတို့ဓာမျိုးလေးနဲ့တွေ့ကြရတတ်တယ်ငွေကြောင့်မိမိရဖြစ်တာခဏပေါ့နော်အဆိုရင်ပူမဲ့ပူပန်မှုတွေနဲ့တွေ့ကြရတတ်တယ်ဗုဒ္ဓဥတ္တမိတ္တိကဒီကာလလေးထဲမှာမိမိရပေါ့နော်မမျော်လင့်မနဲ့အဲ တစုံတစ်ယောက်ရဲ့အကူအညီတွေရရှိတာတို့မိမိရဲ့အခက်အခဲတွေကိုပေါ့နော်အဲကူညီပေးမဲ့သူနဲ့မိမိကတွေ့ဆုံရတာတို့တွေ့ကြုံရတာတို့ဓာမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဘုဒ္ဓသာသမီတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်အပညာရဲ့အသက်တစ်ခုခုသင်ကြားရတတ်တယ်မိမိကပညာပညာကောင်းနေတဲ့လေ မင်းမြတ်ပညာကောင်းတွေကိုလည်းရရှိတတ်တယ်ပုထုတ္တသမီးတွေကဒီကာလလေးထဲမှာအင်တာဗျူးဖြည့်ထားတယ်ဆာမီးပွဲဖြည့်ထားတယ်ဆိုလို့ရှိရင်ဒီကာလလေးထဲမှာမင်းမြတ်သတင်းကောင်းကြရတာတို့အင်တာဗျူးအောင်ရတာတို့ဆာမီးပွဲအောင်ရတဲ့သတင်းကောင်းကြရတာတို့ဒါမျိုးလေးနဲ့တွေ့ကြရတတ်တယ်ပုထုတ္တသမီးတွေကဒီကာလလေးထဲမှာမင်းမြတ်ပေါ့နော်အလုတ်နေ့ အဲမိမိကပေါ့နော်အတကူဩစာကြီးမလာတာတို့ဒါမျိုးလေးနဲ့တွေ့ကြရတတ်တယ်ဗုဒ္ဓဥဒ္ဒမီတရားဒီကလာလေးတဲ့မှာမိမိရဲ့ဆက်ပစ္စည်းရှိရင်တော့တတိထားပါမိမိရဲ့ဆက်ပစ္စည်းထွက်တာတို့ဆက်ပစ္စည်းပျောက်တာတို့ဒါမျိုးလေးနဲ့တွေ့ကြရတတ်တယ်ဗုဒ္ဓဥဒ္ဒမီတရားဒီကလာလေးတဲ့မှာ ရုံးမြင့်ကနာနဲ့ပတ်သက်ရတာတို့ရုံးမြင့်ကနာနဲ့ပတ်သက်ဖို့အကြောင်းတွေပေါ်လာတာတို့ဓမ္မလင်းနယ်လေးတွေ့ကြုံတက်တဲ့အတွက်ကြောင့်မိမိကအထူးသတိထားတဲ့ ਨੇ ဗုဒ္ဓသမီးတွေကဒီကာလလေးတွေမှာမိမိကပေါ့နော်ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အချစ်သူအိမ်အောင်ဘက်ရဲ့ညိုညင်တာတို့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲမိမိကဘာမဟုတ်တဲ့ကိစ္စကနေပြီးတော့ အကြီးကျယ်စကားများရတာတို့ဓမြုလေးနဲ့တွေ့ကြအောင်တတဲအတွက်ကြောင့်မိမိကအထူးသတိထားတဲ့ဗုဒ္ဓသာသမိတရားဒီကလာလေးတည်းမှာကျမရေးနဲ့ပတ်သက်ပြီးတော့မိမိကအထွေထူးတော့မဟုတ်ပေမဲ့မျက်မှန်တက်ရတာတို့မျက်စိနဲ့ပတ်သက်ပြီးဥပွဲရောက်တာတို့ဓမြုလေးနဲ့တွေ့ကြအောင်တတဲဗုဒ္ဓသာသမိတရားဒီကလာလေးတည်းမှာမိမိရဲ့မျက်စောပြရှင်ကိုရောမျက်ကြီးကိုအောင်လန်လေးလက်ဆက်ကက်လှူဒန်းခြင်းဖြင့်မိမိရဲ့ကံကျင်းခိုက်တရားပြပြောက်သွားစေမယ်။လက်ကီကလာလေးကတော့နီညိုရောင်လေးဖြစ်ပြီးတော့တစ်ကနန်း၊ခြောက်ကနန်း၊၅ကနန်းနေရာတော့မိမိရဲ့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ကျမတို့မယ်ကတော့ဆင်မအင်ကြီးချမ်းမှု ပါနောက်ပြီးတော့လေးကျမပြတ်ဆုံးမယ်နော်ကျမချင်းမရွေဘုဒ္ဓဟူသတ္တမေကြီးလဲကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီရလာတနေ့တစ်ချက်တိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေနော်